ရန်ကုန်မြို့လကောင်32လမ်းလူမှုကိုစစ်ဆေးတဲ့အချိန်မှာပေါ့နော်ဒါတရခန်ရဲ့ထွက်ဆိုချက်ကတော်တော်တော့ပြင်းတယ်ဟိုစာရီဖတ်တာလည်းတော်တော်ကိုကြောက်စရာကောင်းတယ်ပေါ့နော်အာသူကဒီဂိမ်းကို အရန်ဆွဲလန်းနေတဲ့အခါကျတော့ဒီဂိမ်းလေးကပုံစံမျိုးကိုသူတနာကွာခဏဖြစ်တဲ့အတွက်ယောက်ျားလေးအချင်းချင်းတတ်မယ်ဆိုရင်သူ့ကိုပြန်လှုပ်မအောင်သူကအဲ့ဒါတော့ကြောက်တယ်အဲ့ဒီတော့သူ့ကိုပြန်ပြီးတော့လှုပ်လို့မနိုင်တဲ့မိန်းကလေးကိုသူရွေးတယ်ပေါ့ရွေးတဲ့အခါကျတော့ဒီလိုတတ်ဖို့အတွက်ကိုသူအကုန်လုံးပြင်ဆင်သွားတာကအာတတ်မဲ့ဓာတ်တွေအကုန်လုံးပေါ့နော်ဓာတ်တွေသွေးတွေပေးခဲ့ရင်လည်းအကုန်ဓာတ်တွေကို စေးကြောဖို့အတွက်အစွန်းချွတ်စေးတို့တုပ်ဖို့အတွက်အဝတ်အထည်တွေအဲ့ဒါတွေအကုန်လုံးကိုယူပြီးတော့သူက9ရက်နေတယ်ရာဒီ30 လန်းလေးရ32လန်း beauty land hotel ကိုသူက9ရက်နေတည်းကသူရောက်တာရောက်တဲ့အခါကျတော့ရောက်တော့မှသူကတမိုင်းဒိတ်ခဲ channel ကနေပြီးတော့ဒီကောင်မလေးကိုခေါ်လိုက်တာပေါ့နော်ခေါ်လိုက်တော့ဒီကောင်မလေးရောက်လာပြီဆိုတဲ့အချိန်မှာအရင်ဆုံး level ကိုညှစ်ပြီးတော့မှဂျင်ဝါကိုဓာတ်နဲ့ထိုးပြီးတော့တတ်လိုက်တာဒီနော်ပြီးတော့ကောင်မလေးတေသွားတဲ့အခါကျတော့မှပေါင်သားကိုတလွာချင်းတီလွာပြီးတော့လှီးတယ်လှီးပြီးတော့ဒီပေါင်သားတွေကိုတော့သူကအိမ်နာတွေကိုအကုန်လုံးထည့်ပြီးတော့ဆွဲချလိုက်ပြီထင်ပါတယ်ရေဆွဲချလိုက်မယ်ထင်တယ်နော်အဲအဲ့ဒီတော့ အဲပြီးတော့ဟိုဘယ်လိုပြောဘိုက်ကိုခွဲတယ်ခွဲပြီးအထက်ကကလီစာတွေအကုန်လုံးကိုထုတ်ပြီးရတဲ့အခါကျတော့မဟာဗန်နူလာလန်းတောင်းကအာကြွကြွနဲ့ထုတ်ပြီးတော့မဟာဗန်နူလာလန်းတောင်းကအမိုက်ပုံးထဲမှာသွားပြီးတော့ထည့်ခဲ့တယ်တဲ့နော်အာပြီးတော့ဒီကျန်တဲ့ဟာတွေသူခုတ်ထည့်မှာပေါ့ကွယ်နော်အဲ့တော့သူ့ရဲ့ကောင်မလေးကိုဒီဟာတွေအကုန်လုံးဝိုင်းပြီးတော့အာတန်ရှင်းလေးလုပ်ဖို့တွေပါတယ် ညီမပေါ့သူကလှမ်းခေါ်တယ်။ကောင်မလေးကတော့စခုတ်ခေါ်ခြင်းမှမတိလောက်ဘူး။ဒါပေမဲ့ဟိုတယ်ကိုရောက်တော့မှသူကဒီလိုမျိုးသူဒီလိုလုပ်ခဲ့ပါတယ်ဆိုတဲ့အကြောင်းတွေကိုသူကပြောပြပြီးတော့အာဒီအလောင်းဖြောက်ဖို့အတွက်ပေါ့နော်။သူဝိုင်းပြီးတော့အဓိကတန်ရှင်းရေးတွေပါလေအကုန်လုံးဝိုင်းလုတ်ခိုင်းတယ်။ဝိုင်းလုတ်ခိုင်းပြီးတော့သူ့ရဲ့ကြံတဲ့ဓာတ်ပေါ်တွေကိုအာအမိုက်အင်းနဲ့ထည့်ပြီးတော့အဲကွန်အောက်တိုးပေါ်ကိုတင်ပြီးတော့သူတို့တွေချက်ောက်လုတ်ပြီးတော့ပြန်ခဲ့ကြတယ်ပေါ့။ အဲအဲ့ဒီတော့ချက်ကောက်လုပ်တဲ့အချိန်မှာလဲသူတို့ချက်ကောက်ဟိုဟာစစ်မှာပေါ့ကွာဒါပေမဲ့အခန်းကိုတော့တော်တော်တန်ရှင်းလုပ်ခဲ့ပုံရတယ်အခန်းကသူတို့အဲတတ်တဲ့အချိန်မှာအာဒုံလုံးတိုင်းတိုင်းလေးလုပ်တော့နန်းနန်းတိုက်ကလည်းဟိုတယ်ကလည်းဟောင်းနေထင်ပါတယ်နိုင်ရစေးသားတွေကွာကြလို့သူ၉000ယော်ခဲ့ရတယ်တဲ့ အဲပြီးတော့သူ့ရဲ့ဒီဓာတ်တွေပေါ့နော်ဓာတ်ကိုကြတော့သူကတာဂီတာအကကိုပြန်ရတာဖြစ်တဲ့အတွက်မဟာဗန်နူလာတရားပုံကနေပြီးတော့သူပြစ်ချခဲ့တယ်လို့ပြောတယ်ဒါပေမဲ့အခုပြတဲ့ပုံတွေထဲမှာပေါ့နော်ဖမ်းပြီးတဲ့ပုံတွေထဲမှာဓာတ်တွေပါပြထားတာတွေ့တယ်ဓာတ်တွေကဘာတွေကွာခြားချက်လဲရှိတယ်ဆိုတော့ကိုယ်တွေလည်းဓာတ်တွေတိကျသိတာမဟုတ်ဘူးပေါ့နော်ပထမဆုံးသတင်းစပြီးတော့ထွက်ခါစားကဒီသေဆုံးတဲ့ကောင်မလေးကဒီမှာ long stay နေတယ်ဒီဟိုတယ်မှာရက်ကြာနေပြီလို့လည်းတင်ထားတာတွေ့တယ်အခုကျတော့လည်း9ရက်နေမှခေါ်တယ်လို့လည်းပြော ောတယ်ပေါ့နော်ဒါကြားထဲမှာလဲဟတာတွေပေါ့ရှိတာတော့ရှိပါတယ်အများကြီးပဲရှိတယ်ဘာတွေကွာဟနေလဲဆိုတော့ဒါဘယ်သူမှသိနိုင်တဲ့အရာမဟုတ်ဘူးပေါ့ကွယ်နော်